မောရန်လဲ့တော့ကြောက်ပေါ့နော်ဒီကောင်လေး Okay နော်ကျွန်တော်တို့အန်ဂျီမာအဲနိုဘောမာသာဘုတ်တွေကို step by step အဲဘယ်လို testing လုပ်မလဲအဲ့ဒါကိုဘယ်လိုရှာမလဲနော်အဲ really ပေါ့နော်ဒီလို step by step တွေတောင်းလိုက်တဲ့ခါမှာပထမ step 1မှာမလုပ်အောင်မလဲ step 2မှာမလုပ်အောင်မလဲပေါ့နော်ဒါဒီ point ရဲ့အဲဒီလိုမျိုးလိုက်ပြီးတော့မှရိုင်းတယ်လကားမို့အဲ့ဒါရှာနေရနော် ဲ့ဒါတခုတွေ့သွားမယ်နော်အဲ့ဒါတခုတွေ့သွားမယ်မြင်နေလို့ကတော့မြင်တယ်ပေါ့အဲ့ဒါတခုတွေ့သွားမယ်โอเคဟုတ်ပြီနော်ဆိုတော့ကျွန်တော် oxidizing ဖြစ်တဲ့နေရာမှာ jewel transistor လေးလောက်မျိုးเนาะတွေ့လာပင်နေမှာကျိုးကုန်လုံးဝဆင်မပြေတော့ဘူးเนาะအဲ ။ဟောစီတိုင်းချင်းဖြစ်ပြီးတော့မှကျွန်တော်တို့ကရေချိုးလို့ပြောမယုံကြောက်ရေမချိုးရှည်လာလို့နော်ရေကနေပြီးမှဆွေးသွားပြီးတော့မှ key point ကိုစားသွားပါမယ်နော် oxidation ဖြစ်ပြောင်းပြီးတော့ဒါလည်းသိကြပါမယ်နော်ဒီမှာပြန်ထော်ပြီးတော့နော်အဲ့တော့ error ကိုစောစောကပြီးလို့ဖြည့်ရပြီးလို့ဖိုင်မှာတွေ့မယ်လို့ဒီမှာနော်တွေ့ရပြီးတော့ဒါ scan ကောင်းပါနောက်တစ်ခုပြောချင်တာကျွန်တော်ဒီမှာတွေ့လာအဲ ။ပြရပင်နေနဲ့ဒီမှာကျွန်တော်တို့မာသာဘုတ်မှာပါတဲ့ပင်နေနဲ့လုံးဝမိနေမှာကျွန်တော်တို့ကအဆင်ပြေမှာပေါ့နော်။အဲတကယ်လို့ကိုတက်လိုက်တဲ့ IC ကအဲ့ပင်နေနဲ့ loose ဖြစ်နေမယ်။တော့တော့မိတဲ့တင်ချိုးထိုးလိုက်မယ်ဆိုကျွန်တော်တို့ရ separate ရိုက်သွားမှာပေါ့နော် short ဖြစ်သွားမယ်ပုံစံမျိုးဖြစ်သွားမှာအဲတခါကျရင်လည်းဘောင်းပြင်းတော့ဘောင်းပြူဖြစ်သွားရင် short ပါကျွန်တော်ဖြစ်သွားနိုင်တယ်ပေါ့နော်ကျွန်တော်ပင်မလို့မြောက်ဒါကြောင့်ကျွန်တော်တို့ရတတိထား okay အဲ့ကောင်လေးကျွန်တော်ပြန်တက် โอเคเนาะเออเอ่อကျွန်တော်ရင်းရင်းဒီ testing map ကကျွန်တော် engine တက်မှာ frame meter 3 point ရရဲ့အဲ့ဒီ3 point ရင်းရင်းဒီအဲနားလည်သွားမယ်အဲ့ရင်းရင်းကကျွန်တော်ငန်းနေလောက်သွားမယ်ဆိုရင်အဲ့ဟာเนาะကျွန်တော်ပြောတဲ့အဲ့ testing map 3 point ပါပဲကျွန်တော်တွေအဲ့ဒါတွေ့ပါတော့လို့ပြောရအောင်เนาะဒီเนาะနောက်တစ်ခုအနေကြီးကြည့် really ဖြစ်တဲ့နေရာပါเนาะအဲ့ဒါ really အဲ့ really ဖြစ်တဲ့နေရာ oxidize နေမှာเนาะတမောတွေကဒီကောင်ဆိုရင်ပင်လေးကိုချိုးမှာလာအဲ့ really ဒီနေရာမှာကျွန်တော်ဟလာဘယ်ကောင်နေအဲ့ဒါတက်နိုင်လဲဆိုတော့ဒီမှာ5 volt USB ဟိုနော်နောက်တော့ဒီမှာ TIC ဆိုရင်ကျွန်တော်တို့ကအဲ3 volt ပါမယ်1.8 volt ပါမယ်တွေ့လား no clock data လည်းပါမယ်တွေ့လားလောကကျွန်တော်ဒီမာသာဘုံကိုလိုးပါအောင်လောကဖြစ်နိုင်တဲ့အခြေအနေတွေအကြီးက main ဖြစ်ပါတော့ တွေဆိုဖိပင်းတွေပျောက်သွားတယ်။အဲ့တော့ fiber တွေအဲဆွရှင်လုံးမဲ့ fiber တွေကိုကျွန်တော်တို့ရနော်အဲ့တော့ fiber တွေကိုအနေနဲ့လာပြီးတော့ဒီနေရာမှာအဲ fiber တွေ USB pass ပေါ့နော်အဓိက name ဆွရှင်လုံးတော့ national fiber တွေ i fiber တွေဆိုရင်ခြား IC IC တွေကိုကျွန်တော် really supply like ပေးတာရှိပါလားတဲ့ စ်စလား USB 5ဘယ်လိုလဲကျွန်တော်တို့ကဒိန်းချိန်တာပါเนาะအဲ့အတွက်ဒိုင်နီဘက်ကော USB ပေါ်မြောင်နောက်တစ်ခုကအဓိကကဒီပေါ့ဒီပေါ့ချန်ပီယံပေါ့เนาะ1.8မိုဒယ်3မိုဒယ်တင်ရော်လေးโอเคကော